ေါက်တာလာဖို့တူဆိုတာကကျမတို့ရွာတွေကတောသူတောင်သားတွေခေါ်ကြသည့်အမည်ဖြစ်ပါသည်။အမည်တို့ကဒေါက်တာလာဖို့တူခေါ်ကြသည်။ထိုစင်ကကျမတို့မိသားစု မြင်းချံမျိုးတွင်နေထိုင်ကြသည်။အဖေကလေလိုက်အမေကမြင်းချံမြောက်စည်းထဲမှာအိုးရောင်တီအိုးတယ်။ကျမတို့မောင်နှမ6ယောက်စလုံးမြင်းချံမျိုးတွင်မွေးကြခြင်းဖြစ်ပါ၏။ဒေါက်တာလာဖို့တူဆိုသည့်ကလားလူမျိုးဆရာဝန်ကြီးမှာ ထိုစင်က ရင်းချမ်းမျိုးတွင်အလွန်နာမည်ကြီးသည်ကျမတို့ကတုံးလေးတန်းအခုအကြီးဆုံးကမှ12နှစ်လောက်ရှိပါလိမ့်မည် နောင်ကျမအတန်းရလာတော့မှဆရာဝန်ကြီးတိုက်ရှိရာစာတန်းကိုဖတ်ရင်အမည်မှန်ကိုသိရပါ၏ဒေါက်တာလာဘဟာဒူတဲ့မျိုးကတော့ဒေါက်တာလာဘဟာဒူခေါ်ကြမှာပေါ့ရင်းချမ်းမြောက်လက်ကကျမတို့အပိုးပွားများနေထိုင်ရာ ကျမတို့ရွာဒီမှာတော့ဒီလိုပီပီတတ်တတ်ခံကြပန်ကြမခေါ်တတ်ကြပါဘူး ဒေါက်တာလာဘဟာဒူကိုမြန်မာအာနှင့်လာဘုတ်ဒူခေါ်ကြရမှတနည်းလုံးဒေါက်တာလာဘုတ်ထူတွင်လေဆရာဝန်ကြီးနေထိုင်ရာ တိုက်ကငင်းချံမြို့လေကြသည်နှစ်ထပ်တိုက်ကြီးဖြစ်၏အောက်ထပ်ဒီပင်အုတ်ခုံမြင့်မြင့်ကြီးခံထားလီယာကျမတို့ကလေးများအဖို့တော့အတော်မြင့်သောတိုက်ကြီးဖြစ်ပါ၏လေကားထစ်ကြကြလင်းကားထစ်တွင်လဲပန်းဝကလေးတွေဆင်ကားတင်ထားသည်ဖြင့်အလွန်အမြင့်တင့်တယ်သောစီကန်းကြီးဟုဆိုနိုင်ပါသည် ညာဘက်တွင်လည်းမီးရောင်တွေထိမ့်ထိမ့်ကြီးနေတတ်သည်ဒေါက်တာလားဘုံတူရီစနီကလမကြီးကအသားဖြူဖြူမေးမချောကြီးဖြစ်သည် အသားမဲမဲကလာမျိုးတော့မဟုတ်ထိုကိကပင်အတော်ခက်ဆန်သူတယောက်လည်းဖြစ်သည်နှကန်းညီရဲ့ရဲ့နှစ်ဖူးတွင်အနီစက်တစ်စက်တို့ထားသော ကလမကြီးကလှေကားထိတ်တွင်ကလထိုင်ကြီးခင်းကရက်တခက်ခက်ပြင်ထိုင်နေတတ်သည်တိုက်ကြီးထဲမှာကလေးတွေလူကြီးတွေ တလေကြီးတွေ့ရတော့လဲဘယ်သူတွေကဘလို့တွန်ဆက်မှန်းတော့မသိဒါကလည်းကျမဖြတ်သွားဖြတ်လာမြင်ရတော့ဒေါက်တာလာဖို့တူကြီးအခြေအနေဖြစ်သည်အောက်ထက်ခမ်းမကြီးကြီးကစည်းကမ်းဖြစ်ပြီးဂရင်သုံးလုံးရှိသည်ဆေးပီရိုကြီးရှိသည်အကူတူနာပြုဆရာမရှိမရှိမမှန်မီတော့ပါညီကညီသမီးလေးနည်းနည်းနှုတ်မြတ်တာပြောနေညီငယ်ငယ်ကဘာထူးတော့နှုတ်ဖြတ်ရခက်လို့ လာဖို့သူမိမဆရာဝန်ကတော်ကြီးကကူဖြတ်ပေးရတာတော့သူသိမ်းထားတဲ့ဆေးလေးတစ်ထောင်ရှိတဲ့နုနှစ်ဖက်ကိုရင်းနဲ့တွေးလိမ့်နဲ့ကြည့်လိုက်တော့တို့ပမာဖလက်ဆေးဆိုင်ကမုတ်ခါပါဤငါဖြင့်အင်္ဂလိပ်စီမှတ်လို့အမေပြောပြတော့လေတမီးကလေးကကျမစပါတာထင်ပါရဲ့အောင်မေရတော်သည်ဟုတ်ရှာမှာပဲအမေကအိုးတယ်ဆိုတော့မြင်းချံမြောက်ဈေးကအိုးရန်ကိုမနစ်နေထွက်ပြီဆိုရင်ပြေးရပြီဈေးစီချိန်သွားရတာကို စီမီခွက်ကနေစင်အိုးကြီးတွေအထိအမေရောင်သည်အဖေကကြောင်မြောင်းငွေငင်းရွာတွေဘက်ကအိုးတွေရန်တဘူရွာဘက်ကအိုးတွေကိုဖောင်တွဲကတဲလာတတ်သည်မြင်းချံမြင်းစိတ်ကနေမြင်းချံမြောက်စီအရောက်အိုးတွေကိုကိုယ်တိုင်တင်ကြချကြသည်လူငားလျင်ပတ်စံကုန်ကြမှာဆို၍ဖြစ်သည်လဲခတောင်ကျွေးမရသည်သာလို့အမေကပြောပြပါ၏စင်အိုးကြီးတွေဆိုလျင် အဖေတူတူယောက်နဲ့အတူ ြေကဘာဆောင်းကိုလိမ့်နှိမ်တင်ရပါ යි အဖေခမရဘလောက်ပင်ပန်းရှာလိမ့်မလဲနောင်ခါအမေကဦးတယ်ဆိုတာမြတ်တော်ဤဈေးခင်းထားတဲ့ဥပုံကိုဝလုံးနဲ့ဝင်ရိုက်လို့ क्वे ရင်တောင်းအမျက်ကြံတယ်ပြောကြတာလို့ပြောဘူးတော်လဲဦးတလုံး क्वे ရင်ငါဖြစ်မြည်ကြတာလို့လဲဆိုပြန်ပါ යි ဒီလိုဈေးကိုမနှက်ခင်းရောက်ပြေးနိုင်ဖို့မနှက်စောစောထကချက်ခဲပြုတ်ခဲ့ရသည်ဒီတော့ ဖေသားသမီးကိုမှဇင်းပြင်းနှပြင်းနှုတ်တိုက်ခဲ့ရတာမရှိ မွေးပြီးဒီနဲ့မိထွက်လျင်ဈေးထဲပြန်ရောက်ရမည်ညီထက်အကွန်နှစ်ယောက်ကနှုတ်ဖြတ်ရတာလွယ်ပါတော့ညီယောက်ကနှကောင်နဲ့လွယ်ပါရဲ့အိမ်သားကရှားဆောင်လက်ဖက်ပြင်နဲ့ပြီးခဲ့ရတာပါညီနဲ့အငယ်ဆုံးကောင်နဲ့ဖြတ်ရခဲ့လို့လားဘုံတို့ကတော့နဲ့ကူဖြတ်ခဲ့ရတာသူလဲမုတ်ခါနဲ့အစဉ်ပြေလုံးနဲ့တူပါရဲ့မုတ်ခါကူးမှပြတ်တော်တယ်ဈေးသွားကညီများနှုတ်မလွတ်ဘူးတွေ့ထားတော့တာ နို့ကျရင်ခုံကောဝါအော်တော့တာပဲညီသမီးညီစီကပါတာအမေပြောတော့လဲရဲချင်မိတာအမေရောဖေပါမြင်းချန်သူမြင်းချန်သားများထုံစံဒေါက်တာလာဖို့တူနဲ့လွတ်ခဲ့တာမဟုတ်တော့အလွန်ခင်ကြသည်ဆို၏ကလေး၆ယောက်အမီးဆက်ကောင်းဆက်မွေးထားတာဆိုတော့ကလေးတွေဖြားတိုင်းနာတိုင်းဒေါက်တာလာဖို့တူစီပြေးရတာနဲ့ဖောက်တယ်များဖြစ်လို့ဟုဆိုလိုက်သေးသည်အဖေကလှေကြီးထဲမှာမွေမွေမူးမူးဆောင်းဆောင်း နေပူလေပူရေပူနေရသူဆိုတော့လေတစ်ခေါက်ဆိုင်တိုင်းယောဂတမျိုးမျိုးပါလာတတ်သည်ဒီကနေ့လေဆိုင်လေနောက်တနေ့ညနေဒေါက်တာလာဖို့ဒူးစီရောက်ရသည်အဖေကလေသမားလူချမ်းကြီးဆိုပေသည်စေးထိုးရမှာတော့ကြောက်သည်ရေနွေးတံဝကြီးတဲ့စေးထိုးအပ်တွေထည့်ပြုတ်ရန်လေထိုးမိဖို့ကလေးတစ်လုံးနဲ့ရေနွေးအိုးကို အမြဲတမ်းအပူပေးထားပြီးလေရော့တိုင်းတရှူးရှူးလေထိုးလေးရှိသည် ဆိုပါသည် လူနာရောက်လာလျင်ယောဂကိုအရင်မမေးသေးပဲယောဂနဲ့မဆိုင်သည့်မိခွန်းနဲ့တတိကြီးမေးတတ်သည်ဆိုရင်ကိုမောင်ညိုဒီတစ်ခေါက်ကြပါလားဘယ်တွေရောက်ခဲ့လဲမြောင်တုံးဘက်ကနေချောင်းနေတယ်ဝင်ရတာ哦ဆရာရဲ့နှစ်လားလောက်ကြာသွားတယ်ဘာချောင်းနေရှိလဲရွာတွေရှိသလားလူတွေဘာလို့စားကြသလဲချောင်းလက်တက်တွေအများကြီးရှိတယ်ရွာတွေလည်းမနေဘူးလူတွေကစပားနေငါလောက်ကြတာပဲသူတို့စားနိုင်နေနိုင်ကြသလားချောင်းလဲကြသလား ဒီလိုပါပဲစင်းရဲသူစင်းရဲသားများတော့လုံးမစားရတာဟုတ်ဆရာရဲ့လူဆိုတာနည်းနည်းလုပ်ပြီးညညနာရမယ်ညနေလုပ်ပြီးဝဝလင်လင်စားနိုင်ရမယ်ကျမ်းမာအောင်မြင်နိုင်ရမယ်ဒါအစိုးရမှာထောင်ဝင်ရှိတယ်ဟုတ်ပါရဲ့ဘာဟုတ်ပါရဲ့လဲချုပ်ပြောတာမှန်ရဲ့လားခမားလည်းဘာထူးတယ်လဲလေးနဲ့သွားရတယ်ပြင်းမှန်းတယ်ပြန်လာတော့ယောဂါကူရတယ်ဘာကောင်းတယ်လဲစင်းရဲသာတာပါတာဟုတ်ဆရာရဲ့ ဒီတရားရွေ့အောင်ဒီလိုတွန်းထိုးသွားလာပြီးစားရတာပဲစင်းရဲဇာတာဆိုတာမရှိဘူးခမ ्या ကဘာသူပြောတယ်စင်းရဲဇာတာဆိုတာခမ ्या တို့ဓာတ်ကိုယုံတယ်ယုံတော့စင်းရဲတယ်စင်းရဲရင်ယောဂပူရတယ်ယောဂပူရတော့ဆရာဝန်စီလာရတယ်ဒါကတော့ဆရာကိုအားကိုးတာကိုဆရာဝန်ကိုအားမကိုးနဲ့ဖရာတကင်ကိုအားကိုးကဲပြောခမ ्या ဘာဖြစ်တယ်လဲမောမောနေလို့ဆရာမောတယ် ခမည်းတယောက်တည်းမဟုတ်ဘူးလူတိုင်းမောနေကြတယ်အစိုးရမကောင်းရင်တိုင်းပြည်မှာလူတိုင်းမောတယ်ဟုတ်ရဲ့လားအဖေပြောပြတော့ဒေါက်တာလာဖို့တူနဲ့တွေ့ဆုံခန်းဖြစ်ပါ යි ကျမတို့၅တန်း၆တန်းဆိုတော့1985ခုနှစ်ပတ်ဝန်းကျင်ထူစင်ကတိုင်းရင်းပြည်ရေးတွေကိုအဖေခမည်းစဉ်းစားနေရမရှိ နိုင်ငံရေးကိုလည်းတောသူတောင်သားအဖေခမည်းလှည့်ကြည့်နိုင်တာမဟုတ်လေတရားရွေးမှ တာသမီတွေက ထမင်းစားရမှာကိုပဲတည်သူ ဖြစ်သည်ဆရာဝန်ကြီးမျက်နှာထားကတည်တည်လီတန်ကမမထစ်ကနေရှိအစိုးရကောင်းချောင်းကြီးပါနေတော့လူနာခမချွေးတီချွေးပေါက်ကြလာရာကယောဂတဝဲပြောက်ရသည်ဟုဆို၏အဖေကိုချစ်ခင်လို့စတာလဲပါသည်နှုံလီတကောဆိုတာလဲပါသည် အဖေမမဟုတ်ပါဒေါက်တာလာဖို့ဒူစီကန်းကိုရောက်လာသည်မြမိကုံများနဲ့မလွတ်နိုင် အငေါငန်းကမလွတ်နိုင် ို့တော့ဒေါက်တာလာဖုထူကုသလျင် မပြောင်းမရှိလို့ယုံကြည်ကြသည်စေးလိုက်သူအဖြစ်အားကိုးကြသည် အမေပြောသလိုအပေါ့ဆိုးသဘောကောင်းခြင်းဖြစ်၏ဆရာဝန်ဆိုပေသည့်ဘာပွဲတွေရလို့ဘာဆရာဝန်လဲဆိုတာဘယ်သူကမှမစမ်းစစ်ကြပါတိုက်ရှိကဆိုင်းပုံမှာတော့ရေးထားတာမြို့ကပြောတာတော့ခေါရခါလူမျိုးဟုဆိုကြသည်မြမာကြီးလည်းတလောက်စကားကလည်းတက်လာသည် သူ့ကိုအားလုံးကလာဖို့သူခေါ်ကြတာလည်းသိပါ၏ ကလားဆရာဝန်ကြီးလို့တုံ့နှုံးကြတာလည်းသိပါ යි သူရှင်မှာဘသူကမှနာမည်မခေါ်ကြတော့ပြဿနာရဲ့လို့တော့မရှိ ကျမတို့မိသားစုဘာပဲဖြစ်ဖြစ် သူစည်းကမ်းသွားကြရင်က လူနာရင်ဖြစ်ကြရသည် အမိနေမကောင်းလို့သွားတော့လေမိတဲ့မမြတ်တင်ဈေးထဲမှာဘာရောက်တယ်လဲအိုးရောက်တာပါညီအိုးတွေပေါ့အိုးမရောက်နဲ့ရွှေရောက်မှာဘလို့ရောက်ညီအိုးရောက်ရတယ်လဲကျုပ်ကရွှေအိုးတောင်ရောက်လိုက်ခြင်းသေးတာဆရာဝန်ကြီးရဲ့ဝင်နေနဲ့လုံနေလို့ကျုပ်ချင်းမယ် စာရေးပေးလိုက်မယ်မြင်းချံပန်းတိုင်းမှာတွားထုတ်ပါဟိုဟာစီးဖမ်းလိုက်မယ်အမေကနောက်တော့ဆရာဝန်ကြီးကလည်းပြန်ဆခြင်းဖြစ်သည်ဆရာဝန်ကတော်ကြီးကအနားလာပြီးကလားလိုစကားတွေပြောရင်ဆရာဝန်ကြီးကလည်းကလားလိုပြန်ပြောသည်ကြာတော့ဆရာဝန်ကြီးဆရာဝန်ကတော်ကြီးထွက်သွားသည်ဒီတော့မှ ရှူးကနေလေးဘူးမုတ်ပြီးလူနာတွေကိုပြုံးပြတတ်သည်ကလမတွေအာဂျီနာကြီးတွေကျုံနားကြက်ရအောင်မေး ူနာတွေကဒီဟာတာကိုအလွန်သဘောကျကြသည်ငင်းချံမှာဒေါက်တာလာဘုတ်သူနာမည်ကြီးလာတော့ရွာဒီကပါလှေတဒံလှဲတဒံစီလာကူကြပါသည်မျက်နှာတန်းရွာဒီကြီးတော်ကုန်းရွာဒီကတောသူတောင်သားတွေကအားကိုးကြသည်တခုတော့ရှိသည် တောသူတောင်သားပြီပြီးယောဂရဲလို့ဖြစ်ပြီးဆိုရင်ရွာမှာပဲကြိတ်ကူကြတာများသည်ဘလို့မမဟန်တော့မှဒေါက်တာလာဘုတ်သူစီလာကြခြင်းဖြစ်သည် ယောဂငယ်နှင့်အကြောင်းမဟုတ်ပေသည့်ယောဂကြီးလျင်သောယောဂကျွမ်းနှင့်ပြီးလူနာရှင်တွေကမျက်နှာကလေးတွေငဲလို့ဆရာဝန်ကြီးကအချီနေကိုတည်ပြီးမြင့်ကြံစေယုံပို့ပါချစ်ချင်းပို့ပါလို့ပြောတတ်သည်ဒါဆိုရင်အချီနေမကောင်းမှုဆိုတာသိကြပြီဒီလူနာယောဂဖြစ်တာနှစ်လလောက်ရှိပြီရွာကစီးမိတော်နဲ့ကုတာမပြောက်တော့မှကျုပ်စီရောက်လာတယ်တခုခုဖြစ်ရင်ကြုံနိုင်မယ်ပြင့်မယ်လာဖို့တူကူက လားကြတာပြီဖြစ်မြင်ဘာကောင်းတယ်လဲလူနာရှင်နေမှာငိုရမလို့ရေရမလို့ကျမတို့နေမကောင်းရင်လဲအမေကဆရာဝန်ကြီးစီပို့ပေးလေးရှိသည်ရင်ွေးအိုးတွေကစီတိုးအကြီးကိုထုတ်စီပလင်းကိုជី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 မြည်အောင်ဒဇင်းတိုက်ပွင့်စီကိုပြုတ်ခနဲဆုံးဒဇင်းနှစ်ဆက်ပြန်ထုတ်တင်မလန်ခိုင်းပြီးစီထိုးဖို့ပြင်သည်ကျမတို့မှာကိုယ်တိုင်နေမကောင်းလို့ဖြစ်ဖြစ် အကိုရင်မောင်နေနေမကောင်းလို့ဖြစ်ဖြစ်မြင်ရတာနဲ့တုံနေအောင်ကြောက်ကြသည်တခါကကျမနေမကောင်းလို့အမေလိုက်ပို့ဘူးသည်စီထိုးအကြီးကိုကင်လျက်ကချစ်ချင်းမထိုးပဲကျမကိုစကားတွေပြောနေပါသည်မြင်းမနဲ့တန်းရောက်ပြီလေငါထင်နေငါတန်းဖြစ်ရမယ်6တန်းမှာ6တန်းတဲဟုတ်ပါလားမင်းတို့ဆရာမဘာတူလဲဒေါက်တာမနီငါတိပြီဝါဝါတုတ်တုတ်ကြီးမဟုတ်လားပိန်ပိန်လေးပါဟုတ်ပါတယ်တာမင်းမင်း အသားဖြူတယ်ဟုတ်ပြီတင်ချပြတာဟုတ်တယ်နော်မြမစာပြတာပါကြောင်းလာရင်လမ်းလျှောက်လာနေကြမဟုတ်လားငါပြပါတယ်စပိတ်နဲ့လာတာပါကျမနဲ့စကားတွေပြောရင်းကဆေးထုတ်လိုက်ချင်းဖြစ်၍စူးကနေနာသွားတော့လဲကြောက်စိတ်မရှိတော့ပါရန်တောင်ရေရသည်သည်ကျမအောက်ကမငယ်ဖိုးကျော်ခြေထောက်ညောင်စုတုံးကမောင်နှမတွေအားလုံးစိတ်မကောင်းဖြစ်ကြရသည် ကကြမ်းဆွေးတွေပေါ်တက်ကစားကြရာကဝချမ်းကြုံထုံးမိခြင်းဖြစ်ပါသည် ညနေနောနောမဟုတ်ခြေဘွားကဝင်သွားသည့်ဝချမ်းကျုံကခြေချောင်းကလေးနေတဲ့ကနေစူထွက်လာသည့်အထိနက်လာသည်အဖေကလည်းမရှိ အမေကိုဈေးထဲပြေးခေါ်ရသည်အမေကဆိုင်ကိုအိမ်ကြီးချင်းနဲ့အပ်ထားခဲ့ပြီးဆိုင်ကားတစ်စီးနဲ့ပြေးလာသည်အင်းရောက်တော့ဖိုးကျော်ကိုဆိုင်ကားပေါ်တင်ပြီးဒေါက်တာလာဖို့တူစီကန်ကိုပြေးရတော်သည်ဆိုင်ကားဆိုတော့ဖိုးကျော်ကရှိကအမေကနောက်ကကျမတို့မောင်နှမတွေကကုန်းချောင်းလိုက်ကြရပါသည် အမိကဘူးကြုံခဲ့ရပါမလားလူကြီးတွေမအားတိကြကအလုရှုရပါမလားဆိုကတလန်းလုံးခေါင်းခေါက်ရင်းဆူဆူဆဲဆဲလိုက်သွားခြင်းဖြစ်ဘူးကြော်ခမညောင်စုတိဒံယာကတော်တော်အမိခေါင်းခေါက်တာက ပုံနာပုံရသည်မြည်ရီတွင်ကြလို့ဘူးကြော်ကိုဆိုက်ကားဆရာကပဲပွေချပီးသည်မမြတ်တင် ခလေးကိုတလန်းလုံးခေါင်းခေါက်လာတယ်မကောင်း ကလေးတွေကိုမရိုက်ပါနဲ့ကလေးတော့လူကြီးမဟုတ်ဘူးမမြတင်တော့မှမွေးသလားမြို့မှာမွေးသလားတော့မှမွေးတာပါဆရာကြီးခမားငငယ်ကတက်ပင်ပေါ်ကပြုတ်ကြဘူးလေနွားပေါ်ကပြုတ်ကြဘူးလေတန်ဆုံဆူးဘူးလေတန်ဆူးတော့ဖုန်နေနဲ့တိတ်ပြီးခုံဖနက်နဲ့ရိုက်ဘူးလေသမီးတို့တည်းရင်ရင်နှွေးဘူးလောင်ဘူးလေခမားမီကငပြောပင်ကိုခုတ်ပြီးငပြောဦးရေတွေကိုအပူလောင်နဲ့အရေပြားပေါ်ညှစ်ပေးဘူးလေမဟုတ်ဘူးလားဟုတ်သလားမမတို့ဆရာဝန်ကြီး ဲ့ဒါနဲ့များကလေးကိုဘာလို့တလန်လုံးကောင်းခောက်လာသလဲအမေကနောက်အခါဒီเจ้าရောက်လို့ပြောပြရင်ဦးတက်အောင်ရေးသည်ဘိုးကျော်ချစ်ချင်းစီမကူပဲအမေကိုငောက်နေတာကို သဘောကျခြင်းဖြစ်သည် သူပြောတာတွေကအဟုတ်အေးတဲ့အံ့ရောတဲ့ဒေါက်တာလာပုတ်တူကဘိုးကျော်ခြေထောက်ကညံ့ကိုခွဲထုတ်ပြီးချုပ်ပေးလိုက်သည်နေ့စဉ်ပတ်တီးလဲရမည်ဟုဆိုသည်ဆေးထိုးပြီးဆေးဝါးတွေပေးလိုက်သည်ဘိုးကျော်ကိုလည်းမှားလိုက်သည်တဲ့ မြင်ဘာမှမပူနဲ့နောက်ခြောက်တစ်ဖက်ကြံသေးတယ်တဲ့အဲ့ရပေါ်တဲ့နေကောင်းကောင်းအီကောင်းကောင်းစားပါတဲ့ဘူးကျော်ကဒီအနာကိုအကြောင်းပြု၍ကျောင်းခွင့်ရရှိယူလာရသည်အိမ်မှာလူမမာဖြစ်လာသဖြင့်ပထမဦးစားပေးဖြစ်သွားသည်မိုးလင်းလာနှင့်လက်ဖက်ရည်အကြကွေးအဆင့်တင်ကျမတို့ကဘူးကျော်စားတာကိုမျှော်ကြရသည်ဘူးကျော်ချပေးသည့်တပိုင်းတစ်ဖက်ရဖို့အရေးချော့ရတာအမောကျမတို့ရွာတွေက ဒေါက်တာလာဖို့တို့စီယောက်ျားသူတွေအကြောင်းလဲဆက်ရောက်ရပြန်ပါ යි ။